တို့ဒီဒါတုံးရနေတဲ့အချိန်မှာဖိုင်နိုင်ကစီလုပ်တယ်တော့တော့ဒီကဲဒီတို့မှာကဆက်တော့ဆက်ကြည့်ပုံစံနဲ့တော့ဒီတော့ဒီမြောက်လိုက်တယ်ဒါတုံးနဲ့တော့ပြောင်းဖြစ်တယ်တော့တော့တော့ဒီမှာတော့ဒီကဲစီဝေးတယ်မှာပါလို့ပေါ့နော်အဲဒီဒီကဲစီရတယ်ကွာနိုင်ငံပြည်နိုင်ငံကအထူးအဖွဲ့အကြီးကနေလာတာပေါ့အားရောကျွန်တော်တို့6နိုင်ငံကအစိုးရအဖွဲ့အကြီးကနေလည်းကျွန်တော်တို့ဒီကြစီတွေ့ဆုံကြတာဆွေးနွေးနိုင်ခဲ့ပါတယ်အဲဒီကတော့ကျွန်တော်တို့ပထမဆုံးပြောမယ်ဆိုတော့ ဒီကျွန်တော်တို့ဒီမသွားခဲ့တဲ့အတိုင်းကျွန်တော်ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့တယ်ဒီစတမအချိန်မြောက် business ကိုသွားမယ်အဓိကတော့ဒီမြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့လင်းပေါ့လေလင်းအထိတန်ကြောင့်မလို့ခိခိုင်နေနာခဲ့ရတဲ့လူတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်နိုင်ဖို့ပြီးရင်ကျွန်တော်တို့ဒါပြန်လည်ထူထောင်ရေးလုပ်တဲ့နေရာမှာအကူအညီတွေရရှိဖို့အတွက်ဆောင်ရွက်သွားမယ်ဆိုတာပြောခဲ့ပါတယ်အပြီးရင်ကျွန်တော်တို့ business အစီအွေမှာကျွန်တော်ဆွေးနွေးရမှာလေဆွေးနွေးခဲ့ပါတယ်ခြုံပြီးပြောရင်တော့ဒီသွားရတဲ့ရည်ရွယ်ချက်ကောလှုပ်ဆောင်ရတဲ့ရည်ရွယ်ချက်ကောအောင်မြင်တယ်လို့အဲကျွန်တော်တို့ဒါပြောချင်ပါတယ်ပထမဦးဆုံးကျွန်တော်တို့ဒါ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ပေါ့နော်မစ္စတာမိုဒီနဲ့တွေ့ရတဲ့အခါမှာသူ့အနေနဲ့ကမြန်မာနိုင်ငံပေါ်မှာပေါ့နော်တရောကိုပဲစေတနာထားတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်အဲသူကိုယ်တိုင်ကလည်းကျွန်တော်တို့ကဒီအိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်ကအဲပြည်နယ်ဝန်ကြီးချုပ်တုံးကသူကူချတဲ့ပြည်နယ်မှာပြည်နယ်ဝန်ကြီးချုပ်ဖြစ်တဲ့ပြည်နယ်ဝန်ကြီးချုပ်တုံးကသူ့အနေနဲ့ကဒါမလင်တန်ကိုခန်းစားခဲ့ရဘူးလေမလင်တန်ကိုခန်းစားခဲ့ရသူကိုယ်တိုင်ကပြန်နေထူထောင်ရေးလုပ်ငန်းတွေလုပ်ခဲ့ဘူးတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့မလင်ကျွန်တော်စီမံကလေးလုပ်ပြီးနိုင်ပိုင်းအကြာမှာမြန်မာနိုင်ငံကိုဆက်သွယ်ပြောကြအဲဒီနိုင်ငံရဲ့ဝန်ကြီးချုပ်ပုံမှန်မှုရောက်လာတဲ့ဆက်သွယ်ပြောကြအကူအညီတွေပေးအပ်နိုင်ဖို့ပေါ့လေ အများဆုံးလောက်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒီအပိစကားတွေပြောကြခဲ့တာဖြစ်ပါတယ်။အဲသူအနေနဲ့ကတော့ဒီအိန္ဒိယနိုင်ငံအနေနဲ့မြန်မာနိုင်ငံကဒါကုကုညီကယ်ဆေးလုပ်ငန်းတွေမှာပဲပြန်လဲထူထောင်ရေးလုပ်ငန်းတွေမှာရောပြန်ပြောကြကြတယ်လို့ဒါလိုအပ်တဲ့အကူအညီပြီးမယ်။အဲလိုအပ်တဲ့အကူအညီလေးတောင်းပါဆိုပဲဒါကန့်လန့်ခဲ့တာမျိုးလေးရှိပါတယ်။ဒါပေမဲ့ထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့တွေ့ရတာကမှလည်းဒါလိုပါပဲထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်ကဖြစ်တယ်။ပြီးရင်ကျတော့ဒီမြန်မာနဲ့အတူတူတို့ကလည်းမြန်မာရဲ့ငလင်နိုင်ကိုလည်းတို့လည်းခံစားလိုက်ရတယ်ခံစားလိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဆောင်ရွက်ခဲ့တာကျန်တဲ့ဝန်ကြီးချုပ်များကလည်းကျန်တဲ့ဝန်ကြီးချုပ်တွေအစိုးရဘက်အကြီးအကဲတွေကလည်း ကူညီဖို့ပေါ့နော်ပံ့ပိုးဖို့ဒါဆောင်ရွက်ခဲ့ပါတယ်အထူးကြောင့်ကျွန်တော်ဘင်းစတက်အစည်းအဝေးမှာအစည်းအဝေးအခမ်းအနားစတင်ကြောင်းကြေညာပြီးတော့ねကျွန်တော်တို့ကမြန်မာနိုင်ငံမှာရှိခဲ့ပေါ့နော်ဘလင်တန်သက်ခံစားခဲ့ရတဲ့အသက်ဆုံးရှုံးခဲ့ရတဲ့လူတွေထိခိုက်ဒဏ်ရာရတဲ့လူတွေအဲဒီဥယျာဉ်ဆုံးရှုံးခဲ့ရတဲ့ကျွန်တော်မြန်မာပြည်သူလူထုကိုစာနာထောက်သားသောအဖြစ်ဂါရွပြည်သူအဖြစ်တမိနစ်ပေါ့နော်အားလုံးကညီသက်ပြောကြနိုင်ငံခေါင်းဆောင်တွေတက်ရောက်လာတဲ့လူတွေအားလုံးကတမိနစ်ညီသက်ပြောကြဒါဂါရွပြုတ်ခဲ့တယ်ဆိုတာလည်းကျွန်တော်တွေ့ရပါတယ်အပြင်ကျွန်တော်ဘင်းစတက်အစည်းအဝေးပေါ့နော်ဘင်းစတက်အစည်းအဝေးမှာလည်းအဓိကကဒီဟို ဒက်စတာရဲ့သူ့ရဲ့ဒါဆောင်ပုတ်တွေသူ့ရဲ့ရီမတ်ချက်တွေရှိတယ်ဒါတော့အောင်မြင်စွာဆွေးနွေးနိုင်ခဲ့တယ်ဒါပြင်ဒီနေရာမှာထူးထူးခြားခြားကကျွန်တော်ဘင်းစတာအဖွဲ့ဝင်နိုင်ငံတွေအားလည်းနိုင်ငံချင်းအလိုက်ကသူ့ရဲ့ဟောနော်ဟိုသဘောဘေးဒဏ်ခံစားမှုတွေရှိခဲ့တယ်ရှိခဲ့တဲ့အတွက်ကြောင့်မလို့အိန္ဒိယနိုင်ငံတွေနဲ့ဒီသဘောဘေးဒဏ်ကိုဒါကုညီကယ်ဆယ်ရေးသဘောဘေးဒဏ်နဲ့ပတ်သက်ပြီးသူစီနာပြုလို့ရေးသဘောဘေးဒဏ်နဲ့ပတ်သက်ပြီးတော့ဒါအတွေ့အကြုံခလဲနိုင်ရေးအတွက်ဒီသဘောဘေးဒဏ်ကုညီကယ်ဆယ်ရေးသဘောဘေးဒဏ်နဲ့ပတ်သက်တဲ့ပညာပြန်ပွားရေးအတွက်စင်တာတစ်ခုစောင့်ရဲဆိုတာကိုသူကဟောအဆိုပြုခဲ့ပါတယ်အဆိုပြုခဲ့ပြီးအားလုံးကလည်းသဘောတူခဲ့တယ်ဆိုတာအကြံပြရတဲ့သဘောတူခဲ့တယ်ဆိုတာကျွန်တော်တွေ့ရတယ် အဲဒါတွေကတော့ဟိုစဘာပေးအနေနဲ့ပတ်သက်လာပြီးတော့ကြပို့ပြီးတော့ကျွန်တော်တို့ရုပ်လုံနိုင်တော့ပါပေါ့နော်ပို့ပြီးတော့ကြနိုင်ငံချင်းချင်းပေါင်းစည်းနိုင်တဲ့ဟာတွေကိုကျွန်တော်တို့ပြုခဲ့ရပါတယ်ဒီနေရာမှာပေါ့နော်ကျွန်တော်ပြောချင်တာကပေါ့နော်အခုချိန်မှာလဲအာဒီနိုင်ငံလေးတွေမကွာဘူးကျွန်တော်အာဆီယံနိုင်ငံတွေကျွန်တော်အိန္ဒိယချင်းနိုင်ငံတွေပြတရုတ်နိုင်ငံလာအိုနိုင်ငံဒါပေမဲ့အဲအဲ့နိုင်ငံတွေအောင်ပြီးရင်ကျွန်တော်ရုရှားနိုင်ငံလိုလိုနိုင်ငံကြီးမျိုးတွေပြီးရင်ကျွန်တော် UAE လိုနိုင်ငံမျိုးတွေကျွန်တော်ခဏခဏပြောပါတယ်ကျွန်တော်နိုင်ငံကိုဒီပေါ့နော်ဟို ်ခုချိန်ထိလေရင်တွေနဲ့ကူညီနေတာပေါ့နော်18နိုင်ငံ17နိုင်ငံလောက်ရှိပါတယ်လေရင်အစည်းအဝေးဆိုရယ်ဒီနေ့ဆိုကျွန်တော်ပြင်ပါတယ်60ကျော်သွားပြီဖြစ်ပါတယ်နိုင်ငံတကာကကဘာကမြန်မာတွေကျွန်တော်မြန်မာတွေငလင်နိုင်ခံစားခဲ့ရတယ်အဲ့ငလင်နိုင်ခံစားခဲ့ရတာတွေကိုပေါ့နော်အားလုံးကပေါ့နော်ကူညီကြတယ်အားလုံးကစာနာထောက်ထားကြတယ်အားလုံးကနားလည်ကြတယ်အားလုံးကဝိုင်းဝန်းပြောကြဆောင်ရွက်လို့ကြိတ်ရှိကြတယ်အားလုံးလည်းလက်တွေ့လည်း line ဝိုင်းဝန်းပြီးတော့ဆောင်ရွက်နေရတယ်ကျွန်တော်တွေ့ရမှာပဲဖြစ်ပါတယ်ပြောရမယ်ဆိုကဘာကမြန်မာကိုအာယုံဆိုင်နေတယ်မြန်မာပြည်သူလူထုမြန်မာပြည်က ျွန်တော်မြန်မာနိုင်ငံကြီးကငလင်တန်းကိုဘယ်လိုခံခဲ့ရလဲငလင်တန်းကိုဘယ်လိုမျိုးရင်ဆိုင်နေလဲငလင်တန်းနဲ့ပတ်သက်ပြီးတော့ကြာဒီတဘောဘေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်လိုစည်းလုံးလုပ်နေလဲဆိုအားလုံးကအာရုံစိုက်နေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်မြန်မာပြည်သူလူထုအနေနဲ့ကလည်းဒီငလင်ပေါ့နော်တဘောဘေးတန်းကိုစည်းစည်းလုံးညီညီညွတ်နဲ့ရင်ဆိုင်ကြပါစည်းလုံးညီညီညွတ်နဲ့နိုင်ငံတော်အစိုးရအနေနဲ့ကလည်းနော်ပြည်ကစေးလုပ်ငန်းတွေတန်လေထူထောင်ရေးလုပ်ငန်းတွေကိုအတက်နိုင်ဆုံးအရှိန်အဟုန်နဲ့အမြန်ဆုံးလုပ်သွားမှာဖြစ်တယ်အနည်းချက်ဝေပြောမှာကြာမြန်မာစည်းလုံးမှုကိုပြပါမြန်မာစည်းလုံးမှုကိုပြဖို့လိုပါတယ်ပေါ့နော်အားလုံးအာရုံစိုက်နေတဲ့အချိန်မှာမြန်မာဘယ်လိုမျိုး ဆိုရရှိတယ်ဘယ်လိုမျိုးကြက်ခိုင်တယ်ဆိုတာပြဖို့လိုတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါကျောက်ဆယ်မျိုးအနီးသို့ဗဟိုပြု၍လှုပ်ခတ်သောပြင်အားလေးတသမခွနဲ့အစင်းရှိငလင်ကြောင့်ပြည်သူများထိတ်လန့်မန္တလေးတိုင်းကျောက်ဆယ်မျိုးအနီးသို့ဗဟိုပြု၍လှုပ်ခတ်သောပြင်အားလေးတသမခွနဲ့အစင်းရှိငလင်လှုပ်ခတ်သွားကြောင်းအမေရိကန်ဘူမိဗေဒငလင် စောင့်ကြည့်ရေးအဖွဲ့ရစစကထုတ်ပြန်လိုက်ပြီးအဆိုပါငလင်ကြောင်း ပြည်သူများထိတ်လန့်တုန်လှုပ်သွားကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်တည်င်းဌာနထံသို့ပြောဆိုသည်ယနေ့ဧပြီလ၄ရက်နေ့ည9:55နာရီ55မိနစ်အချိန်ကြောက်ဆယ်မြို့အနောက်ဘက်9ကီလိုမီတာအနက်10ကီလိုမီတာကိုဗဟိုပြူ၍ပြင်းအားလေးတသမ9အဆင့်ရှိငလင်လှုပ်ခတ်သွားခြင်းဖြစ်ကြောင်းသိရှိရသည်လူကိုကန်ရိုက်လိုက်သလိုမြောက်တက်သွားတယ်ဒီငလင်ကပြင်းတယ်လို့ခံစားရတယ်ရင်းတွေတောင်တုန်တယ်ဟုကျောက်ဆယ်မြို့မှဒေတာပြည်သူတအူးကဆိုသည့်ယနေ့ညကို နိုင်55မိနစ်လောက်ခတ်ခဲ့သောငလင်ကိုမန္တလေးအပါအဝင်မြို့ကြီးများတွင်ခန်းစားသိရှိရပြီးပြည်သူအများထိတ်လန့်တုန်လှုပ်နေကြကြောင်းသိရှိရသည်မလ28ရက်နေ့ကတည်းကညတိုင်းနေ့တိုင်းနောက်ဆက်တွဲငလင်တွေလှုပ်နေတာအခုထက်ထိမရက်သေးတော့ဘလို့တော့အိမ်ပြန်ရမလဲစဉ်းစားမရဘူးဟု မန္တလေးကျုံနံပေးတွင်ယာယီတဲဖြင့်နေထိုင်သူမန္တလေးမြို့ခံတဦးကရှင်းပြသည်မလ28ရက်နေ့လှုပ်ခတ်ခဲ့သောပြင်းအား9.8အဆင့်ရှိငလင်ကြောင့်လက်ရှိတွင် ပြည်သူ3000ကျော်တေဆုံးခဲ့ကြောင်းစစ်ကောင်စီနှင့် NUG ကတရားဝင်သတင်းထုတ်ပြန်ထားသည်ဓပုံမလ28ရက်နေ့ငလင်ကြီးလှုပ်ခတ်ပြီးနောက်မန္တလေးတွင်နောက်ဆက်တွဲငလင်ကြောင့်လန့်၍ကွင်းပြင်များတွင်အိတ်ဆက်နေကြသောပြည်သူများ